စစ်ကော်မရှင်ဟာတုံးနေကြစိတ်ဓာတ်ဆင်ဆင်ရေးဗျူဟာအတိုင်းလူမှုကို ကြောက်စိတ်ရိုက်သွင်းဖို့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းပါတယ်ဥပဒေမှာပါတယ်တားမြစ်ချက်တွေနဲ့ဆိုင်းဆိုင်မဆိုင်းဆိုင်းဇူအတင်းချိတ်ပြီးတိမ်ကြုံဖမ်းပြဖို့ကြံဆောင်ပါတယ်ရည်ရွယ်ချက်ကတော့ပြည်သူတွေရှေ့လူဖမ်းပွဲလုပ်ပြပြီးကြောက်စိတ်ဝင်လာအောင်စိတ်ဓာတ်ဆင်ဆင်ရေးလုပ်တာပဲဖြစ်ပါတယ်မဲမပေးပဲနေတာကို ရွေးကောက်ပွဲဆန့်ကျင်တဲ့သဘောအတိတ်ပဲရှိတယ်ရာတာမန်ပြည်သူတွေရဲ့စိတ်မှာ ရောထွေးမှုတွေဖြစ်အောင် ဖန်တီးဖို့ကြိုးစားတာပါရည်ရွယ်ချက်ကတော့ပြည်သူတွေအနေနဲ့ဘာပဲဖြစ်ဖြစ်မဲသွားပေးလိုက်တာအန်ဒီရဲ့ကင်းပါတယ်ဆိုတော့ဆုံးဖြတ်ချက်ကိုစေစောပေးနေတာ ဖြစ်ပါတယ်ဒါကြောင့်ရွေးကပွဲဆန်းကျင် ဆိုတဲ့လှုပ်ဆောင်မှုနဲ့မဲမပေးဘဲနေခြင်းဆိုတဲ့ကိုပိုင်းအခွင့်အရေးကိုအန်ဒီရမရှိအောင် ဘယ်လိုခွဲခြားကျင့်သုံးမလဲဆိုတာသိရင်မင်းအောင်လှရဲ့ကြံရပါဘဝကနေလွတ်နိုင်မဲ့လမ်းကိုမြင်ရပြီလို့ထင်ပါတယ်။ရွေးကောက်ပွဲကိုမဲမပေးပဲမပတ်သက်ဖဲအန်ဒီယာကင်းကင်းဖြတ်တန်းဖို့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို အရင်ဆုံးအသေးအချာလေ့လာကြည့်ဖို့လိုပါလိမ့်မယ်။ဥပဒေရဲ့နာမည်ကပါတီစုံအထွေထွေရွေးကောက်ပွဲများကို နှောက်ရှက်ဟန်တာဖြည့်ဆည်းခြင်းမှကာကွယ်ရေးလို့ဆိုထားပါတယ်။လိုတိုရှင်ပြောရရင် ဥပဒေမှာထည့်သွင်းထားချက်တွေအရာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဟာမဲမပေးပဲနေခြင်းမှ ကာကွယ်ရေးကိုဆိုလိုတာမဟုတ်ဘူးဆိုတာပါပဲ။ဥပဒေရဲ့ရည်ရွယ်ချက်ကရွေးကောက်ပွဲကိုပြက်ပြားအောင်လှုံ့ဆော်ကြိုးပမ်းတာတွေအရေးယူမယ်။ရွေးကောက်ပွဲဝင်မဲ့အမတ်တွေနဲ့ရွေးကောက်ပွဲကို စီမံဆောင်ရွက်မဲ့ဝန်ထမ်းတွေကိုဥတည်ပြီးနှီးမျိုးစုံနဲ့တိုက်ခိုက်လာမယ်။ကိုတိလက်ရောက်အန်ဒီရပေးလာမယ်ဆိုရင်စစ်ကော်မရှင်ရဲ့လုံခြုံရေးအဖွဲ့တွေက အကာအကွယ်ပေးဖို့လို့ဆိုထားတာဖြစ်ပါတယ်။